ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာသူအမိုက်စားရွှေတမန်အခန်း59မှာ60နှစ်အထိဒီအဖြစ်အပျက်ကမတော်တဆမှုတစ်ခုမဟုတ်ပဲတစုံတစ်ယောက်ကသူတို့အားလှုပ်ကြံရန်အတွက်တမင်သက်သက်ဝင်တိုက်ဖို့စ조사ခဲ့တာဆိုတာကိုလူကတ်စ်ကောင်းကောင်းသိနေခဲ့သည်ခုနကဟမ်မာကာကြီးရဲ့အရွယ်စားနဲ့အရှိန်အယလူကတ်စ်တာချက်ချင်းတုံ့ပြန်ပြီးအစောကြီးမရှောင်တင်းခဲ့လျင်သူတို့ကားကတရားဆုံးစီကိုတွန်းပို့ခံလိုက်ရသည့်အပြင်အောက်ကမြစ်ထဲသို့ထိုးကျသွားတာမျိုးဖြစ်သွားနိုင်ပေသည်လူကတ်စ်တယောက်တည်းဆိုလျင်အနေအမလွတ်မြောက်နိုင်သေးတော်လဲကားထဲတွင်အာနေသည့်မိမသားနှင့်ကလေးတစ်ယောက်တောင်ပါနေခဲ့သည်သူတို့ကသူအချစ်ဆုံးလူနှစ်ယောက်လည်းဖြစ်နေခဲ့သည် သူတို့ကသူ့ရဲ့အားနည်းချက်ဖြစ်ပြီးဘသူ့ကိုမှသူတို့အားထိခွင့်ပြုနိုင်မည်မဟုတ်ပေထိုချိန်တွင်တရအောက်ကမြစ်ထဲသို့ပုံရိပ်တစ်ခုတိတ်တဆိတ်ဒိုင်မင်ထိုးဆင်းသွားပြီးရဲတွင်တဖြည်းဖြည်းနှိမ့်ညွတ်နေသည့်ဟမ်မာကာကြီးစီသို့ကူးခတ်သွားခဲ့သည်ထို့နောက်ထိုလူကကားဗတင်းပေါက်အားလက်တီးနှင့်ထိုးခွဲလိုက်ပြီးကားမောင်းသမားကိုဆွဲထုတ်လာခဲ့သည်မီတာယာပေါင်းများစွာဝေးကွာသည့်ရေတိမ်ပိုင်းစီကိုကူးခတ်လာပြီးတဲ့နောက်မှာတော့အဲ့ဒီပုံရိပ်ကရေနစ်ပြီးအသက်ရှူမဝတော့မလို့ဖြစ်နေတဲ့ကားမောင်းသမားကိုကန့်ဆက်ပေါ်ဆွဲတင်လိုက်သည်ထိုပုံရိပ်ကတော့လူကတ်ရဲ့ညာလက်ယုံဖြစ်သူဂျော်ဒန်ပင်ဖြစ်သည်ဂျော်ဒန်ကကားမောင်းသမားရဲ့ခန္ဓာကိုယ်ကိုပလက်ဖြစ်အောင်ဆွဲလန်လိုက်ပြီးနောက်သူ့ပိုက်ပေါ်ကိုနင်းတက်လိုက်သည် ချက်ချင်းဆိုသလိုကားမောင်းသမားရဲ့အဆက်နဲ့နှာခေါင်းပေါက်တွေကနေရွှင်တွေတဲတွေနဲ့ရောဆက်နေသည့်မြေရေအမြောက်များပန်းထွက်လာခဲ့သည်ကားမောင်းသမားကတတိပြန်လည်လာပြီးပြင်းထန်စွာချောင်းဆိုးရင်သူ့ပိုက်ထဲကရေတွေကိုအန်ထုတ်လိုက်သည်ကားမောင်းသမားအခြေအနေနေနေပြန်ကောင်းသွားသည့်အခါဂျော်ဟန်ကသူ့ပိုက်ကိုပြင်းပြင်းထန်ထန်နှင်းလိုက်ပြီးစစ်စစ်မင်းမြန်းလိုက်သည်ပြောဆမ်းမင်းကိုဘသူခိုင်းတာလဲကားမောင်းသမားကခုနကမှဒေမင်းနဲ့ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီးသူ့ပေါ်မှမိုးလျက်ဆိုက်ကြည့်နေသည့်ဂျော်ဟန်အားမြင်လိုက်ရတော့သူ့မျက်နှာကပိုလို့ပေါင်ဖြူဖြော့သွားခဲ့သည်ခင်များပါတွေပြောနေတာလဲကြုံမသိဘူးမင်းကအခုထိအမှန်တိုင်းဝန်မခံခြင်းသေးဘူးလား ဂျော်ဟန်ကတွေးဝေးမနေပဲကားမောင်းသမားအားကော်လံမှဆွဲမလိုက်ပြီးသူ့ကောင်းကိုရေးရပြန်နှစ်ဖို့ဖိချလိုက်သည်မင်းသာဘာမှမပြောဘူးဆိုရင်မင်းဒီထဲမှာပဲနေခဲ့လို့ရတယ်ရေခဲတမျှအိတ်ဆက်နေတဲ့မြေရီတွေကသူ့စီကိုတဖြည်းဖြည်းနီးကပ်လာတာကိုမြင်လိုက်ရတော့ရင်းနစ်တယ်မလို့ခန်းစားခဲ့ရတဲ့ကားမောင်းသမားကချက်ချင်းထိတ်လန့်တကြားအော်ဟစ်ပြီးရုန်းကန်တော့သည်သို့တော်လည်းဂျော်ဟန်ကကားမောင်းသမားရဲ့လက်ပင်ကိုလက်နဲ့ပြင်းပြင်းထန်ထန်ဖိထားတာကြောင့်သူ့ရုန်းကန်လို့မရခဲ့ပေသူ့ကောင်းကရေထဲကိုထပ်ပြီးအနစ်ခံရတော့မယ်ဆိုတာကိုမြင်လိုက်ရတော့ကားမောင်းသမားကတခြားပါကူမှဂယုမဆိုင်နိုင်တော့ပဲစိတ်တကြသွားပြီးကြဲလောင်စွာအော်ဟစ်လိုက်တော့သည်အားကျွန်တော်ပြောပါမယ် ကျေးဇူးပြုပြီးကျွန်တော်အသက်ကိုချမ်းသာပေးပါ။ကားမောင်းသမားကမျက်ရည်တွေဝဲလျက်တနားညာရာမှုတောင်းခံလိုက်သည်။ဂျော်ဟန်ကသူ့ခေါင်းကိုလက်တစ်ဖက်နဲ့အနှဲငယ်ဆွဲမလိုက်ပြီးအမိန့်ပေးလိုက်သည်။ပြောဒါကမစ္စတာဒေါက်ဂလတ်စ်ပါ။ဗရက်ဒေါက်ဂလတ်စ်ကကျွန်တော်ကိုအဲ့ဒီကားကိုဝင်တိုက်ခိုင်းခဲ့တာပါ။လူကတ်စ်ကချေယွန်နဲ့အီမီလီယာအားအင်ပြန်ပို့ပေးခဲ့ပြီးသူတို့နှစ်ယောက်အိမ်ထဲဝင်သွားတာကိုကြည့်နေခဲ့တော့လဲသူကတော့လိုက်ဝင်မသွားခဲ့ပေ။လူကတ်စ်လူကတ်စ်ကားမောင်းထွက်သွားတော့မဲ့အချိန်မှပဲချေယွန်ကရုတ်တရက်သူ့ကိုလမ်းခေါ်လိုက်သည်။ရှင်အခုလှုပ်ရှားတစ်ခုခုရှိနေလား။ချေယွန်ကတုံ့ဆိုင်စွာမေးလိုက်သည်။လူကတ်စ်ကခေါင်းညှိပြလိုက်ပြီးပြောလိုက်သည် ကိုချက်ချင်းဖြည့်ရှင်းစရာအသေးဖွဲကိစ္စလေးတွေရှိနေလို့နောက်ပိုင်းကာတာမီသားစုအပေါ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကရှင်းလက်ချက်ပဲမဟုတ်လားချေယုံကမေဂျော်တင်အောင်နှက်ခမ်းကိုကင်ရင်မေးလိုက်သည်ချေယုံမေးလာသည့်ခါမှာတော့လူကတ်စ်က"သူမအားဖုံးွယ်ထားဖို့ရည်ရွယ်မထားခဲ့ပေ။သူခေါင်းညိပြလိုက်သည်"ဟုတ်တယ်။ဒါပေမဲ့သူတို့ကခံရတာနဲ့ထိုက်တန်ပါတယ်"ချေယုံခဏတာတုံဆိုင်သွားတော့လဲအန်ကျိတ်ရွတ်ပြောလိုက်သည်"ရှင်သူတို့ကိုခွင့်လွှတ်ပေးလို့ရမလား။နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေကနေသူတို့တင်ကန်းစာရလောက်ပြီးထင်ပါတယ်"ဒါကချေယုံကသူ့အကောင်းရောင်ဆောင်နေခြင်းမဟုတ်ပဲသူမကကာတာမီသားစုနဲ့အတူတူကြီးပြင်းလာခဲ့တာဖြစ်ပြီး ဲ့ဒီလူတွေကတချင်ကသူမရဲ့ဆွေမျိုးတွေဖြစ်ခဲ့ကြတဲ့ဖြင့်သူမကသူ့ရဲ့ဆွေမျိုးတန်ရုံးစဉ်ကိုအခုထိဂယူးဆိုင်နေတုန်းဖြစ်ပြီးအရာအားလုံးကိုအဆုံးစုံထိမလုပ်ချင်ခဲ့ပေ။လူကတ်စ်ကခြေယုံအားကျဉ်းနာစွာကြိလိုက်ပြီးခေါင်းညှပြလိုက်သည်။ကောင်းပြီလေ။လူကတ်စ်ကမောင်းထွက်လာပြီးလန်ဒဝက်လောက်ရောက်သည့်အချိန်တွင်ဂျော်ဒန်စီမှဖုံးဝင်လာခဲ့သည်။လူကတ်စ်တရေခန်ကတကယ်ပဲအဲ့ဒီကောင်ဘရက်တောက်ဂလတ်စ်ပဲ။ဟုတ်ငါထင်တဲ့အတိုင်းပဲ။လူကတ်စ်ကအေးဆက်ဆက်နာမို့လိုက်ပြီးလီဘာကိုနှင်းချလိုက်ကလူစီကလက်စီတို့သွားရန်အချိန်မြင့်တင်လိုက်သည်။ဘရက်တောက်ဂလတ်စ်ကသင်ခန်းစာမရသေးဘူးပဲ။ ဒေါက်ဂလတ်စ်က Orange County ရဲ့လူမိုက်ကိုင်းတွေကြားမှာဝဆာအာနာကြီးမသည့်ပထမတန်းစားမိသားစုဝင်တယောက်ဖြစ်တယ်ဆိုတဲ့အချက်အား Lucas ကနည်းနည်းလေးမှတောင်ထိတ်လန့်မနေခဲ့ပေ။သူအမျက်တနှိုးထားရဆုံးလူနှစ်ယောက်အားထိကိုက်အောင်လုပ်ရဲ့ပြီးသူတို့ကိုအနေရဖြစ်စေခဲ့သည့်မိသူမဆိုတေချင်းတရားနဲ့ထိုက်တန်ပေးသည်။အဲ့ဒီအချိန်မှာတော့ဒေါက်ဂလတ်စ်က Lucy ကလက်ထဲတွင်တင်းမာသည့်အမူအရာနဲ့ထိုင်နေခဲ့သည်။မနေ့ညကအဖြစ်အပျက်ကသူအားလုံးဝအရှက်ရစေခဲ့ပြီးသူ့ရဲ့လူမြင်မခံနိုင်သည့်အတွင်းပိုင်းနေရာမှာတောင်နာကျင်မှုတွေအကြီးကျယ်ကျန်နေခဲ့သေးပေသည်။သူကထိုင်ကုန်ပေါ်တွင်တစ်ခါထိုင်ရန်စူးစမ်းတိုင်းပြင်းထန်သည့်နာကျင်မှုကိုခံစားရပြီးကောင်းကောင်းမွန်မွန်အောင်မထိုင်နိုင်ခဲ့ပေ။ မစ္စတာဒေါက်ဂလက်စ်အဲ့ဒီကောင်တေးလောက်ပါပြီသူကရင်တိုက်မှုကြောင့်မတေးခဲ့ရင်တောင်ရင်နစ်ပြီးတေးသွားလောက်ပါပြီကျွန်တော်တို့လူတွေကကယ်ဆယ်ရေးရင်တွေအချိန်မီမရောက်နိုင်အောင်လမ်းမှာအတားဆီးတချို့ကိုတမင်တက်တက်ဖန်တီးထားခဲ့ပါတယ်လက်အောင်ငယ်သားတစ်ယောက်ကပြောလိုက်သည်ဟာသူ့အတွက်တော့လွယ်လွယ်လေးတေးသွားတာပေါ့သူ့ရဲ့ဇနီးချေယုံကာရာလည်းကားထဲမှာပါသွားတယ်လို့ကြားတယ်သူနဲ့အတူတူတေးသွားတာတော်တော်နဲ့မျောစရာကောင်းတာပဲမဟုတ်ရင်တော့ Orange County ရဲ့အလှဆုံးမင်းကလေးတစ်ယောက်နဲ့ကစားခွင့်ရတာကတော်တော်ကောင်းပါပဲဒေါက်ဂလက်စ်ကစေးပြင်းလိမ်ငွေတစ်ချက်ကိုမှုထုတ်ရင်းခနဲတဲ့တဲ့ပြောလိုက်သည်ဟာဟာမစ္စတာဒေါက်ဂလက်စ် ခင်များလိုချင်တဲ့ဘလို့မိမမျိုးကိုမဆိုရနိုင်တာပဲမနေ့ကတယောက်ကချေယုံရဲ့ညီမလေးသူလဲတော်တော်လာတာပဲခင်များသာသဘောကျတယ်ဆိုရင်ကျွန်တော်သူ့ကိုချက်ချင်းသွားခေါ်လာခဲ့ပါမယ်ဒေါက်ကလက်စီရဲ့လက်အောက်ငယ်သားတို့ကသူ့အာမျက်နှာချိုသွေးရန်အလျင်မြန်စ조사လိုက်ကြသည်ဟာဟာကောင်းတယ်မနေ့ကအဲ့ဒီကောင်ကငါကိစ္စကိုဖျက်ဆီးခဲ့ပြီးငါ့ကိုဒေါသထွက်အောင်လာလုပ်သွားသေးတယ်ငါဒေါသတွေကိုဖြေဖျောက်ဖို့အဲ့ဒီမိမကိုဒီကိုထက်ခေါ်လာရမယ်ဘသူကငါလန်းကိုထက်လာရှုပ်ရဲသေးလဲကြည့်ရသေးတာပေါ့ဒေါက်ကလက်စ်ကမစင်မချင်းရင်မောနေခဲ့ပြီးသူ့ဘေးကလူတွေကလည်းသူ့ကိုမျှောက်ပင့်ပေးနေကြသည် အဲ့ဒီအချိန်မှာပဲအနက်ရောင်ကြက်ကွာကားကြီးကလူစီကလက်ဝင်ဝမှာရက်တန့်သွားခဲ့သည်လူကတ်စ်ကကားပေါ်ကဆင်းလာပြီးအစင်တင်းဆောင်နေခဲ့တဲ့ဂျော်ရန်ကချက်ချင်းသူ့ကိုနှုတ်ဆက်လိုက်သည်လူကတ်စ်ကျွန်တော်ဘာလုပ်ရမလဲပြောပါလူကတ်စ်ကခညားထယ်ဝါလာတဲ့လူစီကလက်ဆောင်ကြီးကိုရေခဲတမျှအေးဆက်တဲ့အကြီးနဲ့မောကြီးလိုက်ပြီးနောက်ပြောလိုက်သည်ရိုက်ချိုးပြစ်အမေရတာနဲ့ဂျော်ရန်ကတွေးဝေးမနေတော့ပဲချက်ချင်းရှိသူ့ပြေးတက်သွားပြီးလက်ပါတေးတက်တဲ့တကားနဲ့လူစီလို့ထွင်းထူထားတဲ့တန်ကြီးအားကန်ကြောက်လိုက်ရအပိုင်းပိုင်းဆက်ဆက်ချေမွသွားခဲ့သည် ဝစ်စင်သွားတဲ့အကျိုးပဲအပိုင်းဆက်များကကြီးမားလာတဲ့အကြမ်းခံမှန်တကားကြီးအားဒိုင်းခနဲ့ကျဲလောင်စွာရိုက်ခတ်သွားပြီးမှန်ဆတွေကကျမ်းပြင်ပေါ်တွင်ပြန့်ကျဲသွားခဲ့သည်ကလတ်ထဲကမရေမတွက်နိုင်တဲ့လူတွေကရုတ်တရက်ကျဲလောင်လာသည့်အတန်ကြောင့်ထိတ်လန့်သွားပြီးကျဲလောင်စွာအော်ဟစ်လိုက်ကြသည်လုံကြုံရေးဖွဲချိုးနဲ့လူမိုက်တချို့ကချက်ချင်းပြေးထွက်လာကြပြီးအော်ပြောလိုက်ကြသည်မင်းတို့ဘသူတွေလဲကလတ်မှာလာပြီးပြစ်တနာရှာရဲတယ်လားထွက်သွားစမ်းသို့တော်လဲသူတို့တုံ့ပြန်ရရှိလိုက်တာကတော့အရာဝတ္ထုတွေကျိုးပဲ့တန်တွေသာဆက်တိုက်ကြလိုက်ရခြင်းသာဖြစ်သည်ဂျော်ဒန်ကသူ့လက်ထဲကခုံနှဲရှိချေတောက်တစ်ချောင်းအားချိုးယူလိုက်ပြီးသူမျက်စိရှိမှမြင်သမျှအရာအလုံးကိုရိုက်ချိုးပစ်လိုက်သည် သူကခဏထဲဝါတဲ့ဘားကောင်နာကိုရချိုးပစ်လိုက်သည်ထို့နောက်သူကနမေကြီးပြီးဈေးကြီးတဲ့အရက်တွေအပြည့်နဲ့ဝိုင်းစင်ကြီးကိုရိုက်ခွဲပစ်လိုက်သည်သူကတောက်ပနေရဲ့မီဆိုင်ကြီးကိုရိုက်ခွဲပစ်လိုက်ကဇပွဲတွေအတင်းပေါက်တွေကလဲထိုင်တွေနဲ့တခြားပရိဘောဂတွေကိုလည်းရချိုးပစ်လိုက်သည်ကလက်ထဲကလူတိုင်းကထိတ်လန့်တကြားအော်ဟစ်ရင်းအပြင်ကိုအယူမူပြေးလွှားထွက်သွားကြသည်တောက်ဒီကောင်ကြီးကပြစ်တနာလာရှာတာပဲသူတို့ကိုတေးအောင်ရိုက်တက်ပစ်လိုက်စမ်းမျောစင်ကြီးလိုတမာထွားချိုင်းသည့်လူမိုက်တစ်ယောက်ကချက်ချင်းဟိန်းဟောက်လိုက်သည်သူ့လက်အောက်ငယ်သား၁၀ယောက်ကျော်ကနေရာအနှံ့ကနေပြေးထွက်လာကြသည်လူကတ်စ်ကအေးဆက်ဆက်နာမို့လိုက်သည် ဘလက်ဒေါက်ကလပ်ရဲ့အယောက်20ကျော်တဲ့လူမိုက်တွေမနေ့ကလက်ကောက်ဝတ်တွေအချိုးခံလိုက်ရပြီးဒီနေ့အလုပ်လာနိုင်မှာမဟုတ်တာသေချာတယ်။သူကဒီလူမိုက်တွေကိုတခြားတနေရာကနေထက်ပြီးငားရမ်းထားတာဖြစ်နိုင်တယ်။သူတို့ကတကယ်ရဲ့အခြေအနေကိုနားမလည်ကြဘူးပဲ။ဂျော်ဟန်ကရှေ့ကိုပြေးတက်သွားပြီးတစ်စီတရေတကောင်လားထိုးလူမိုက်များကြားတဲ့သို့လင်းမြန်စွာတိုးဝင်သွားခဲ့သည်။ခါလေးအတွင်းမှာပဲလူ၁၀ယောက်ကျော်ကမနေ့ကလူတွေလိုပဲလက်ကောက်ဝတ်တွေကျိုးသွားခဲ့ကြသည်။လူမိုက်တစ်ယောက်ကဒေါက်ကလပ်ရှိရာတီးတန့်ခန်းထဲကိုပြေးလွှားဝင်သွားပြီးထိတ်လန့်တကြားနဲ့အော်ဟစ်လိုက်သည်။ဒုက္ခတော့ရောက်ပြီးမစ္စတာဒေါက်ကလပ်မနေ့ကလူ၂ယောက်ဒီကိုထက်ရောက်လာပြန်ပြီး သူ့လက်အောက်ငယ်သားရဲ့တည်င်းပို့မှုကိုကြားလိုက်ရတော့ဒေါက်ဂလတ်စ်ကချက်ချင်းမတက်ထားရက်လိုက်ပြီးဒေါသတကြီးမျက်နှာထားနဲ့မေးလိုက်သည်မင်းပါပြောလိုက်တယ်မနေ့ကအဲ့ဒီနှစ်ယောက်ဆိုတာမင်းတေချာလို့လားလက်အောက်ငယ်သားကထိတ်လန့်တကြားနဲ့ခေါင်းကိုအဆက်မပြတ်ညှိပြလိုက်သည်ဟုတ်ပါတယ်မနေ့ကအဲ့ဒီနှစ်ယောက်ပါပဲကျွန်တော်လူမစရာအကြောင်းမရှိပါဘူးသူတို့အခုပထမထက်ကအဓိကခန်းမထဲမှာပစ္စည်းတွေရချိုးဖျက်ဆီးနေလို့ဧည့်သည်တွေကြောက်လန့်နေကြပါပြီဒေါက်ဂလတ်စ်ကကော်ဖီစားပွဲကိုဒေါသတကြီးကန်ကြောက်လိုက်ပေမဲ့မတော်တဆသူ့ရဲ့အတွင်းတန်ရာကိုသွားထိမိပြီးဒေါသတွေပောက်ကွဲထွက်သွားတော့သည်မင်းတို့လူကတ်စ်ကရေတရားပေါ်ကပြုတ်ကျသွားပြီလို့မပြောခဲ့ဘူးလား ဘာဖြစ်လို့ तू အခုထိအသက်ရှင်နေရတာလဲအစောပိုင်းကတရင်လာပို့ခဲ့တဲ့လူတစ်ယောက်ကမျက်နှာမကောင်းဖြစ်သွားပြီးသူ့နှဖူးပေါ်မှာချွေးဆေးတွေပြန်လာခဲ့သည် तू တကယ်မြစ်ထဲကိုပြုတ်ကျသွားခဲ့ရပါဗျာကျွန်တော်တို့အဝေးကနေ तू တရားပေါ်ကနေမြစ်ထဲကိုထိုးကျသွားတာကိုမြင်လိုက်ပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေအလျင်အမြန်ရောက်လာခဲ့ပေမဲ့သူတို့အတားဆီးခံလိုက်ရပါတယ်ဖြောင်းဒေါက်ဂလတ်ကထိုးလက်အောင်ငယ်သားရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်ပေါက်တက်ကြရတွေ तू တာတကယ်မြစ်ထဲကိုထိုးကျပြီးရင်းနစ်တေသွားခဲ့ရင်အခုဒီမှာပြစ်ဒဏ်လာရှာနေတာကတရေတွေလားမင်းတို့ကအမိုက်တွေပဲ ဒေါက်ဂလတ်ကသူလူကတ်ကိုတတ်နိုင်ခဲ့ပြီးနှစားချိန်နိုင်ခဲ့ပြီလို့ခုနကမှဂုံယူဝင့်ကြွားနေခဲ့သည်အခုတော့သူတို့ကသူ့မျက်နာကိုဖျက်ရိုက်တယ်လို့ခံစားနေရသည်တွားမယ်လူတိုင်းကိုစုပြီးငါနဲ့အတူတူလိုက်ခဲ့သူကငါတို့ကိုအနိုင်ယူနိုင်မယ်လို့ငါမယုံဘူးဒေါက်ဂလတ်ကဒေါသတကြီးနဲ့ချင်းချောက်တဲ့အမူအရာနဲ့အောက်ထက်ကိုအလျင်မြန်ဆင်းသွားရင်းအော်ဟစ်လိုက်သည်အဲ့ဒီအချိန်မှာတော့အောက်ထက်ခန်းမထဲကလူတွေအားလုံးဂျော်ဒန်ရဲ့လက်ချက်နဲ့အပြင်းထန်ရိုက်နှက်ခံထားရပြီးစံပြင်ပေါ်မှာကျိုးပဲ့နေတဲ့မန်ဆာတွေဝိုင်ပလင်းတွေမျက်နှာကျက်မီးလုံးတွေနဲ့ပရီဘော့ကကျိုးပဲ့တွေပြန့်ကျဲနေခဲ့သည်အစပိုင်းတွင်ခန်းနထဲဝါလာတဲ့ခန်းမကြီးကရချိုးဖြက်စီးခံထားရသဖြင့် အမိုက်ပုံကြီးတစ်ခုလိုဖြစ်နေခဲ့ရည်ဖြစ်သည်ဒီနေ့ဒေါက်ဂလတ်စ်ကလူမိုက်၁၀ယောက်ကျော်ကိုအစ်တထန်ငားခဲ့သေးသည်သို့တော်လည်းသူတို့အားလုံးအခုတော့ကျိုးပဲ့နေတဲ့လက်ကောက်ဝတ်တွေနဲ့မြေပြင်ပေါ်မှာနာကျင်စွာလူလိုက်နေကြရပြီဖြစ်သည်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ဒေါက်ဂလတ်စ်တယောက်ဒေါသတွေပောက်ကွဲထွက်သွားတော့သည်ဒီကောင်ကြီးတော့တောက်သူတို့ကိုရိုက်ကြဆန်းဒေါက်ဂလတ်စ်ရဲ့အမိန့်ကိုကြားလိုက်ရတော့သူ့နောက်ကတန်ထုပ်တွေလက်နက်တွေကင်ဆောင်ထားတဲ့သူ့လက်အောက်ငယ်သားတွေကချက်ချင်းရှေ့ကိုပြေးထွက်သွားကြသည်ဟွန်မင်းတို့တည်ချင်းနေတာပဲလူကတ်စ်ဘာမှမပြောခင်မှာပဲဂျော်ရန်ကကလဲထိုင်တလုံးကိုကောက်ကင်ပြီးပြေးထွက်သွားခဲ့သည် သူ့ရဲ့လှုပ်ရှားမှုတွေကဒေါက်ကလတ်ရဲ့လက်အောင်ငယ်သားတွေထက်အများကြီးပုံမြန်ဆန်လာပေသည်လက်အောင်ငယ်သားတွေရဲ့လက်နက်တွေကသူ့ကိုမထိမိမှာပဲဂျော်ဒန်ရဲ့ကလေထန်ခြေထောက်ကသူ့ရဲ့လက်ကောက်ဝတ်တွေနဲ့ပောင်ရေပေါ်ကိုကြားရောက်သွားခဲ့ပြီးသားပင်ဖြစ်သည်ဒုံအာဝါဂျော်ဒန်ရဲ့ရင်မြန်ပြီးတိကျတဲ့ရိုက်ချက်တွေနဲ့အတူပြေးတက်လာတဲ့လူတဒါဇင်လောက်ကသူ့ရဲ့လက်နက်တွေကိုလွတ်ချလိုက်ကြပြီးလက်ကောက်ဝတ်တွေပောင်တွေကိုစုပ်ကင်ရင်းနာကျင်စွာအော်ဟစ်ကမြေပြင်ပေါ်မှာလူလိမ့်နေကြတော့သည်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ဒေါက်ကလတ်တယောက်ကြောက်လန့်ပြီးဒေါသထွက်သွားခဲ့သည်လက်နက်ကင်ထားတဲ့လူ၁၀ယောက်ကျော်ကလူကတ်အားနည်းနည်းလေးတောင်မှထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ အဲ့ဒီအစားသူတို့ကတဖက်လူရဲ့ရိုက်နှက်တာကိုခံလိုက်ရသည်ရက်လိုက်စမ်းလူကတ်စ်မင်းအတိအကျဘာလုပ်ချင်နေတာလဲဒေါက်ဂလတ်စ်ကသွားချိန်ပြီးလူကတ်စ်အားဆက်ကြည့်လိုက်သည်သူ့နှလုံးသားထဲကကြောက်ရွံ့ထိတ်လန့်မှုတွေကမနေ့ကလိုပဲပြန်လဲလိုက်တက်လာခဲ့သည်ကျုပ်ဘာလုပ်ချင်လဲဟုတ်လားခင်မားဒီနေ့တယောက်ယောက်ကိုဘာလုပ်ခိုင်းခဲ့လဲဆိုတာခင်မားကိုခင်မားမသိဘူးလားလူကတ်စ်ကဒေါက်ဂလတ်စ်ကိုရေခဲတမျှအေးဆက်တဲ့အကြည့်နဲ့ကြည့်လိုက်သည်တရားပေါ်တွင်သူ့ဇနီးနဲ့တမီးကတေမင်းလက်မတီတီလေးလွတ်မြောက်ခဲ့ရခြင်းဖြစ်သည်လူကတ်စ်အနေဖြင့်ဒေါက်ဂလတ်စ်အားလွယ်လွယ်ကူကူခွင့်လွှတ်နိုင်မည်မဟုတ်ပေဒေါက်ဂလတ်စ်ရုတ်တရက်အဆက်ပိတ်သွားသည် သူကလူကတ်စ်နဲ့သူ့ဇနီးအားကားနဲ့တိုက်တက်ဖို့လူလူခဲ့တော်လဲသူ့စီစဉ်ကမအောင်မြင်ခဲ့သည့်အပြင်လူကတ်စ်ကအခုသူ့တကားဝါကိုရောက်လာပြီးလက်စားပြန်ချေနေခဲ့ပြီဖြစ်သည်ဒါကသူမျောရင်ထားတာတွေနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေခဲ့သည်လူကတ်စ်ရဲ့ရေခဲတမျှအေးဆက်တဲ့မျက်လုံးတွေနဲ့ရင်ဆိုင်လိုက်ရတော့ဒေါကလတ်စ်ရဲ့မသိစိတ်ကကြောက်ရွံ့သွားပြီးနောက်တော့ခြေလန်းနေငယ်ဆုပ်လိုက်မိသည်ဒီနေရာမှာတခုခုနားလည်မှုလွဲနေ ਈ ထင်တယ်တကယ်တော့ငါတို့ကြားထဲမှာဖြည့်ရှင်းလို့မရတဲ့ရန်ညိုးရန်စာမှမရှိတာငါတို့ထိုင်ပြီးကောင်းကောင်းမွန်မွန်စကားပြောကြရင်ရောဘလို့လဲမင်းဘလို့ထင်လဲဒီလိုပြောနေရင်မဲ့ဒေါကလတ်စ်ကတကယ်တမ်းရန်ညိုးတွေခြေဖြတ်ဖို့အစီအစဉ်မရှိခဲ့ပေ မနေ့ညကလူကတ်စ်ကသူ့အတွက်ယူဆောင်လာခဲ့တဲ့အချက်တရားကိုသူဘယ်တော့မှမမေ့ခဲ့ပေလူကတ်စ်အားသူဘယ်တော့မှခွင့်လွှတ်လိမ့်မည်မဟုတ်ပေသူတို့ထိုင်ပြီးစကားပြောတဲ့ခါတွင်သူကတယောက်ယောက်အားလူကတ်စ်ရဲ့အေးရဲတွင်ဆေးခတ်ခိုင်းပြီးသူနီလန်တိုင်ပြင်းပြင်းဆန်ဆန်ရန်စဉ်းစားလိုက်ပြီးသူလက်စားချေပြီးသွားတာနဲ့သူအားလုံးဝပြက်ွယ်သွားအောင်လုပ်ပြရန်ရည်ရထားခဲ့သည်လူကတ်စ်ကခနဲ့တဲ့ပြုံးလိုက်ပြီးဒေါက်ကလတ်စ်ရဲ့အတွေးတွေကိုထွင်းဖောက်မြင်နေရတယ်လို့မျိုးမထီမဲ့မြင်ကြည့်နဲ့ကြည့်လိုက်သည်ကောင်းကောင်းမွန်မွန်စကားပြောမယ်ဟုတ်လားခင်မားကဘာမို့လို့ကျုံနဲ့အဲ့ဒီလိုလုပ်ရမှာလဲလူကတ်စ်ကသူ့ဘေးရှိဇပွဲပေါ်မှာဝိုင်ဘလင်းတစ်လုံးအားဆွဲယူလိုက်ပြီး ဒေါက်ကလစ်ရဲ့ခေါင်းပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။ခွန့်ကျေလောင်ရဲ့တန်နဲ့အတူပလင်းကကွဲကြေသွားပြီးဒေါက်ကလစ်ရဲ့ခေါင်းတွင်ဒဏ်ရာတစ်ခုဖြစ်ပေါ်သွားစေခဲ့သည်။သူ့ခေါင်းထိပ်ကနေနီးရဲတဲ့သွေးတွေပန်းထွက်လာခဲ့သည်။ခဏတာကြောင်အံ့ဖြစ်သွားပြီးတဲ့နောက်ဒေါက်ကလစ်ကသူ့ရဲ့သွေးဆုံးနေတဲ့ခေါင်းကိုဆန်းလိုက်ပြီးလူကတ်စ်အားဒေါသတကြီးဆက်ကြည့်လိုက်သည်။မင်းမင်းဘလို့လုပ်ရဲ။ဟုံးခင်များတာကိုတေချာမှတ်ထား။ခင်များတာကြောင့်ရဲ့ကြောက်ကယူဆိုင်တဲ့လူတွေကိုထပ်ပြီးရန်စရဲရင်ခင်များဘဝကိုငရဲကျသွားအောင်လုပ်ပြမယ်။လူကတ်စ်ကဒေါက်ကလစ်ရဲ့ဒူးကောင်းတွေကိုကန်ချလိုက်ပြီး သူ့ခြေထောက်များအားပုံပြက်ပန်းပြက်လိမ်ကျိုးသွားစေကာအဝေးကိုလွင့်စင်သွားစေခဲ့သည်။စကားတခုံးတောင်မထွက်နိုင်ခင်မှာပဲဒေါက်ဂလတ်တယောက်တတိလစ်သွားခဲ့သည်။အခန်းထဲကလူတိုင်းကြောက်လန့်တကြားတိတ်ဆိတ်သွားကြပြီးလူကတ်စ်နဲ့ဂျော်ဟန်တို့ထွက်ခွာသွားတာကိုအသက်တောင်မရှူရဲပဲကြည့်နေကြသည်။ထိုလူနှစ်ယောက်ကကြောက်စရာကောင်းလွန်းလာပေသည်။လူကတ်စ်တို့နှစ်ယောက်ရဲ့ပုံရိပ်တွေလုံးဝပြောက်ကွယ်သွားမှာပဲလူစီကလက်ထဲကတယောက်ယောက်ကဒေါက်ဂလတ်ကိုစေးယုံတို့အမြန်ဆုံးခေါ်သွားခဲ့သည်။မကြာခင်မှာပဲဘရက်ဒေါက်ဂလတ်ရဲ့အဖေဖြစ်သူကော်ဒွန်ဒေါက်ဂလတ်ကစေးယုံစီအလင်းမြန်ရောက်လာခဲ့သည်။သူ့သားရဲ့ခေါင်းမှာပတ်တီးတွေစီးထားပြီးခြေထောက်တွေမှာကြောက်ပတ်တီးတွေတက်ထားတာကိုမြင်လိုက်ရတော့ ကော်ရွန်ဒေါက်ကလက်စ်တယောက်ဒေါသတွေထွက်လာခဲ့သည်။ Orange County မှာဘသူကမှဒေါက်ကလက်စ်မိသားစုကိုမလေးမစားမလုပ်ခဲ့ဘူးတလို့သူ့သားကိုဒီလောက်ဆိုးဆိုးရွားရွားရိုက်နှက်ရဲတဲ့တတိလည်းမရှိခဲ့ပေ။သူ့ကိုရှာတယောက်ယောက်ကိုသူ့ကိုတွားရှာခိုင်းလိုက်ငါသူ့ကိုလက်စားပြန်ချေပြီးတပစ်မယ်။အဲ့ဒီအချိန်မှာတော့ Lucas က Joan နဲ့အတူကန်ဘေးကအင်ဂျီစီတို့ပြန်လာနေခဲ့ပြီဖြစ်သည်။သူ့တကိုယ်လုံးသွေးပြေဆုံးပေနေခဲ့သဖြင့်ချေယုံနဲ့ Emilia တို့အားဒီပုံစံနဲ့မမြင်စေချင်တော့ကြောင့်ချေယုံတို့အိမ်တို့သူ့ပြန်မသွားခဲ့ပေ။ဒီနေ့ချေယုံကသူ့အားကာတာမီသားစုကိုခွင့်လွှတ်ပေးဖို့တောင်းဆိုခဲ့တာကိုပြန်စင်စားပြီးတော့ Lucas က Flynn Davis ကိုဖုန်းခေါ်ပြီးညွှန်ကြားချက်တချို့ပေးလိုက်သည် ရေချိုးပြီးတဲ့နောက်လူကတ်ကလက်သာဆောင်ကလက်ရန်းနားမှာမတက်ရရင်အပြင်ဘက်ကတလက်လက်တောက်ပနေသည့်ကံရီပြင်ကြီးကိုခါသည့်ရဲ့အပြုံးနဲ့ကြည့်နေခဲ့သည်အရင်တစ်ခေါက်သူချေယုံကိုအင်နာကွန်တီနန်နဲ့ဟိုဒီမှာလက်ထက်ခွင့်တောင်းခဲ့တော့လဲသူမရဲ့ညင်ပယ်ခြင်းကိုခံခဲ့ရသည်နောက်ပိုင်းမှာသူကသူ့ရဲ့ကုန်ပုတ်ကိုသူမအားဖွင့်ပြောခဲ့ပြီး Brilliance Corporation အားသူမထံပြန်ပေးခြင်းခဲ့သည်ကံမကောင်းစွာနဲ့ပဲချေယုံကလက်ခံဖို့ညှဉ်းဆန်ခဲ့သည်ချေယုံဤမာနာကအမြဲတမ်းခိုင်မာခဲ့ပြီးဘာမဟုတ်ဘဲနဲ့အကူအညီတွေလက်ခံဖို့ဝင်လေခဲ့သည်သူမက Brilliance Corporation တို့သွားမယ်လို့ပြောခဲ့တော်လဲသူမရဲ့ရင်နေရာတို့အောက်ခြေကနေပဲပြန်စူးစမ်းရန်ရည်ရွယ်ထားခဲ့သည် ချေယုံကစိတ်ပိုင်းဖြတ်ထားတာကြောင့်လူကတ်ကအလျှော့ပေးလိုက်ယုံကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ပေ။ဒါကပဲသူချစ်ရတဲ့အမျိုးသမီးကဘလောက်တောင်ကျင်နာတတ်တယ်လဲ။ညံကောင်းပြီးအမိခိုကင်းတယ်လဲဆိုတာကိုတတ်တည်ပြနေခဲ့သည်။နောက်တနေ့မနက်မှာတော့တညာလုံးအိတ်မပြောခဲ့သည့်ဒေါမနစ်ကာရာတယောက်ရုတ်တရက်အလွန်ကောင်းမွန်တဲ့သတင်းကောင်းတစ်ခုကိုလက်ခံရရှိခဲ့သည်။ Stardust Corporation ကလူယူသွားခဲ့သည့် Brilliance Corporation ကရုတ်တရက်ကာတာမီသားစုရဲ့ကြွေးမိတွေအတွက်အာမခံပေးသူဖြစ်ကန့်လန့်လာခဲ့ပြီးသူတို့နဲ့ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တစ်ခုကိုတောင်လက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ခဲ့လေသည်။မိသားစုဝင်တယောက်ကသတင်းကောင်းကိုဝင်ရောက်သတင်းပို့လာသည့်အခါဒေါမနစ်တယောက်စိတ်လှုပ်ရှားလုံးသဖြင့် ူ၏လက်ချောင်းများပင်တုံရင်လာခဲ့သည်သူကအထက်ထက်ခါခါမေးလိုက်သည်တကယ်လားမင်းငါကိုလိန်နေတာတော့မဟုတ်ဘူးမလားထိုမိသားစုဝင်ကစိတ်လှုပ်ရှားစွာခေါင်းညှပြလိုက်သည်ဟုတ်ကဲ့ Brilliance Corporation ကကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့တကယ်ပဲဆုံးဖြတ်လိုက်ပါပြီသူတို့ကျွန်တော်တို့နဲ့စာချုပ်လာချုပ်ဖို့လူတစ်ယောက်ကိုတောင်လွတ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့စက်ယုံတွေလည်းလုပ်ငန်းပြန်စနေပါပြီပြီးတော့ Brilliance Corporation ကကျွန်တော်တို့ရဲ့အာမခံဖြစ်လာဖို့ဆုံးဖြတ်လိုက်လို့ဘဏ်ကလည်းကျွန်တော်တို့ရဲ့ချင်းငွေပြန်ဆက်ဖို့ကိစ္စကိုအလျှော့ပေးလိုက်ပါပြီသူတို့မဖြစ်မနေအရေးယူဆောင်ရွက်ဖို့ရှောက်ထားတော့မှာမဟုတ်ဘူးတဲ့ကောင်းတယ် ဒေါမနစ်တယောက်စိတ်လှုပ်ရှားလုံးကြီးလက်ဖွားနှစ်ဖက်ကိုပုတ်တက်လိုက်မိသည်ကာတာမီသားစု၏အကြက်တဲကပြေလည်သွားတော်ပေမည်ဖြစ်သည်ထိုခိုက်တန့်တွင်အခြားမိသားစုဝင်တဦးကလည်းအလျင်မြန်ဝင်ရောက်လာသည်တည်င်းကောင်းပါလူကြီးမင်းကာတာအရင်ကကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖျက်သိမ်းသွားခဲ့တဲ့ကုမ္ပဏီတွေကသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုပြန်လည်ဆက်တင်ဖို့ဖုံးစက်လာကြပါတယ်ဗျာကောင်းလိုက်တာအံ့ဩစရာပဲကာတာမီသားစုဒီစမ်းသက်မှုကနေနောက်ဆုံးတော့လွတ်မြောက်သွားနိုင်ခဲ့ပြီပဲဒေါမနစ်ဤမျက်နာကစိတ်လှုပ်ရှားမှုကြောင့်မြည်ရဲတက်လာခဲ့သည်ကာတာမီသားစုဝင်အားလုံးမှာဤဘေးဒုက္ခမှလွတ်မြောက်ခဲ့ပြီးနောက်အတိုင်းမသိပျော်ရွှင်သွားကြသည် လွန်ခဲ့သောနှစ်ရက်အတွင်းသူတို့မိမြခက်ခဲခဲ့သည်ကိုဖျားသခင်သာသိပေလိမ့်မည်။သူတို့ကမိသားစုကိုစွန့်ခွာပြီးကိုလန်းကိုရှာထွက်သွားခြင်းစိတ်ပင်ပောက်ခဲ့ကြသည်။ဒီကိစ္စအတွက် Bryce ကချီးကျူးထိုက်တယ်။အမျိုးသမီးတဦး၏အတန်ကရုတ်တရက်ထွက်ပေါ်လာသည်။ဒူမကတော့ Bryce Carter ၏မိခင်ဖြစ်သူဆာယာ Hadley ဖြစ်သည်။ Bryce ၏အမိအားကြားလိုက်သည့်နှင့် Dominic ၏မျက်နှာမှာချက်ချင်းပြန်လည်မဲမောင်သွားသည်။အဲ့ဒီကောင်စိုးရဲ့နမည်ကိုငါ့ရှိမှလာမပြောနဲ့။ဒီကောင်ကမစင်မကျင်လုပ်ပြီးငါတို့ကိုအကြီးအကျယ်အရှက်ရအောင်လုပ်ခဲ့တာ။ဆာယာကမတရားခံရတယ်လို့နှုတ်ခမ်းဆူလိုက်သည်။ Dominic ရှင့်နေနဲ့ Bryce ကိုတယောက်ယောက်က1060ခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းသိပြီးသားပဲအဲ့ဒီအတုံးမကြတဲ့ကောင် Lucas ကရေးတာ Bryce နဲ့ Brad Douglas တို့ကိုစေးမခတ်ခဲ့ရင်ပြီးတော့သူတို့ရဲ့ဗီဒီယိုကိုရိုက်မထားခဲ့ရင်သူတို့ဒီလိုခြေနေမျိုးရောက်သွားမှာမဟုတ်ဘူးဒါအပြင်အဲ့ဒီနေ့က Lucas တာရုတ်တရက်ပြဿနာလာမရှာခဲ့ရင် Carter မိသားစုရင်ဆိုင်ခဲ့ရတဲ့အချက်တဲကလွန်ခဲ့တဲ့နှစ်ရက်ကလေးကပြေလည်သွားပြီးလောက်ပြီစကားနဲ့ငယ်ဖြင့်စာယာကအရာအလုံးကို Lucas အပေါ်အပြစ်ပုံချလိုက်ပြီး Lucas Carter အင်တော်ကြီးရဲ့သို့ချိုးဖြတ်ဝင်ရောက်လာကသူ့အားလေပင်းညစ်ခဲ့စဉ်က Dominic ခံစားခဲ့ရသောထိတ်လန့်မှုကိုပြန်လည်တရိယာသွားစေခဲ့သည် သူကအခုချိန်တွင်လူကတ်စ်အပေါ်တွင်ကြောက်ရွံ့မှုနှင့်မုန်းတိမှုတို့ဖြင့်ပြိနှက်နေသည်ဆာယာဟတ်လေကဒေါမနစ်၏မျက်နှာအားကြည့်လိုက်ပြီးဆက်ပြောသည်ဘရိုက်စ်ကလည်းမိသားစုကနေနှင်ထုတ်ခံရတော့သူလည်းတော်တော်လေးစိတ်မကောင်းဖြစ်နေရှာတာမနေ့ကလည်းသူကာတာမိသားစုအတွက်အလုပ်ကိစ္စတွေနဲ့ပတ်ပြေးနေခဲ့ရတာသူ့မှာနည်းနည်းလေးမှချီးကျူးထိုက်တာမရှိဘူးလားပြီးတော့ဘရိုက်စ်ကရှင့်ရဲ့တူဦးတဲ့သောမြေးပဲလေရှင့်အနေနဲ့သူ့ကိုဒေါသထွက်တာမှန်ပါတယ်ရှင့်စိတ်ကြိုက်သူ့ကိုသင်ခန်းစာပေးလို့လည်းရပါတယ်ဒါပေမဲ့ရှင့်အနေနဲ့သူ့ကိုမိသားစုကနေနှင်ထုတ်ပစ်ဖို့တကယ်ပဲစိတ်ဆုံးဖြတ်နိုင်လို့လားဆာယာကသူမမျက်ရည်များအားတုံ့ဟန်ပြုလိုက်သည် ဒေါမနစ်လည်းစိတ်ထဲတွင်ဝေခွဲမရဖြစ်သွားသည်။ Bryce မှာသူ၏တဦးတည်းသောသွေးသားရင်းချဖြစ်ပြီးအနာဂတ်တွင်မိသားစုအားဆက်ခံရမည်သူဖြစ်သည်။မနေ့ကသူ Bryce အားမိသားစုမှနှင်ထုတ်ခဲ့ခြင်းမှာစိတ်လိုက်မှန်မှာပြုမှုမိခြင်းကြောင့်သာဖြစ်တော်လဲ။အဓိကအားဖြင့် Bryce အားသင်ကန်းစာပေးလို့ရွေးတာဖြစ်ပြီးသူအားအမွေပြတ်ဆုံးလို့ရန်တကယ်တမ်းအလိုမရှိခဲ့ပေ။စာယာကသူ့အတွက်အတနာခံနေသည်ကိုမြင်ရပြီးအခြားမိသားစုဝင်ချို့ကလည်းသူ့အားကူညီပြောဆိုပေးကြသဖြင့်ဒေါမနစ်တပြင်းကြကသဘောတူလိုက်သည်။ကောင်းပြီလေ။မင်းတို့အားလုံးကသူ့အတွက်အတနာခံနေကြတော့ငါသူ့ကိုနောက်တစ်ခါအခွင့်အရေးထပ်ပေးလိုက်မယ်။ ဒါပေမဲ့သူသားနောက်တစ်ခါပြစ်တင်ရှာတာဒါမှမဟုတ်မိသားစုကိုအရှက်ရအောင်ထက်လုပ်ခဲ့ရင်ငါ့ကိုရက်ဆက်တယ်လို့အပြစ်မတင်နဲ့ဟုတ်ကဲ့ပါတေချာပေါ့မဖြစ်စေရဘူးကျမလည်း price ကိုထိန်းချောင်းပြီးရှင်းစကားနားထောင်အောင်တေချာလုပ်ထားပါမယ်စာယာကပျော်ရွှင်သောမျက်နှာမူအရာဖြင့်အလျင်မြန်သဘောတူလိုက်သည်တစ်ဖက်တွင်တော့ဒေါမနစ်ကသူ့အားမိသားစုတို့ပြန်ဝင်ခွင့်ပြုရန်ဆုံးဖြတ်ချက်ချလိုက်သည်ကိုကြားသိရတော့လဲ price မှာမူဤဒီမှာဖြစ်တင်ဖြစ်ထိုက်သည့်အရာဟုသာခံစားနေမိသည်သူကဒေါမနစ်ကာတာ၏တဦးတည်းသောတရားဝင်မည်ဖြစ်ပြီးမိသားစုတစ်ခုလုံးအားအနာဂတ်တွင်သူ့ထံလွှဲပြောင်းပေးရမည်ဖြစ်ရာဒေါမနစ်ကသူ့အားအမှန်တကယ်မိတို့နှင်ထုတ်နိုင်မည်နီ လူကတ်ဆိုတဲ့ကောင်ကတော်တော်ယုံညံ့တိမ်ဖြစ်နေ။သူငါ့ကိုဆန့်ကျင်ပြီးငါ့ကိစ္စတွေကိုဖျက်ဆီးခဲ့တယ်။သူကငါ့ကိုကောင်တီတစ်ခုလုံးရဲ့ဟားတိုက်စရာဖြစ်အောင်လုပ်ခဲ့တယ်။ Price ကလူကတ်စ်အားလွယ်လွယ်ကူကူခွင့်လွှတ်မီမဟုတ်ကြောင်းကြေဆိုလိုက်သည်။ကာတာမီသားစုဝင်များမှာမိသားစုအကျက်တဲပြီးဆုံးသွားသည့်ပျော်ရွှင်မှုတွင်နှိမ့်ညွှန်နေကြစဉ်တွင်အီယာအလုံးမှာချေယုံကသူတို့တစ်ချိန်ကမိသားစုဝင်များဖြစ်ခဲ့မှုတီကိုထောက်ထားလေသူတို့အားလွတ်လန်းတစ်ခုပေးရန်လူကတ်စ်အားတောင်းဆိုခဲ့သောကြောင့်သာဖြစ်တီကိုမိသူများမသိခဲ့ကြပေမဟုတ်ပါကကာတာမီသားစုမှာကြာမြင့်စွာကလေးကပြိုကွဲသွားလောက်ပြီးဖြစ်သည် သို့သောလူကတ်စ်ရောခြေယုံပါကာတာမီသားစုအားအမှန်တရားကိုသိရှိစေရန်မစင်စားခဲ့ကြပေထိုခိုက်တန့်တွင်လူကတ်စ်ထံသို့ရုတ်တရက်ဖုံးတကောဝင်လာခဲ့ရာဖုံးခေါ်ဆိုသူမှာအန်အောစရာကောင်းစွာဖြင့်ရှားအော့ဖြစ်နေခဲ့သည်အန်ရှင်အခုအားလားကျမရှင်ကိုထမင်းတစ်နက်လောက်ဝယ်ကြွေးခြင်းလိုပါရှားအော့ဤအတန်မှာတုံရင်နေခဲ့ပြီးသူမှစိတ်မလုံးမချုံဖြစ်နေသည်မှာထင်ရှားလာသည်လူကတ်စ်ရေမောလိုက်မိသည်ရှားအော့ကအဖေကြောင့်သူ့အားရုတ်တရက်ကြီးထမင်းဝယ်ကြွေးခြင်းရသည်ကိုသူသိပေသည်ထိုနေ့ကသူကသူမအားကဲတင်ခဲ့တော်လဲသူမကအထင်မှားကသူ့အားပါပင်ရိုက်ခဲ့သည်မဟုတ်လား ချေယုံကသူမအားရှင်းပြပြီးနောက်တွင်ရှားအောင်မှာအလွန်အမင်းရှက်ရွံ့ပြီးဆက်ရှုပ်ထွေးနေခဲ့သည်။သူမကသူ့အားကျေးဇူးတင်လို့ပြီးတောင်းပန်ခြင်းခဲ့တော်လဲအဆုံးတွင်တော့ရှက်လုံးရဲ့မိတိစကားများထုတ်မပြောနိုင်ခဲ့ပေ။သူမသူ့အားဖုံးမခေါ်မီအချိန်တော်ကြာစဉ်းစားနေခဲ့ရမည်ဖြစ်သည်။လူကတ်ပြောလိုက်သည်သူကရှားအောင်အပေါ်အပြစ်တင်ရန်စိတ်ကူးမရှိခဲ့ပေ။ထမင်းဝယ်ကြွေးစရာမလိုပါဘူး။လူကတ်စကားမဆုံးမီမှာပင်ရှားအောင်ကသူ့စကားအားအမြန်ဖြတ်ပြောလိုက်သည်ကျမလိုင်းယုံစားတောက်ဆိုင်မှာတီးတက်ခန်းတခန်းကြိုတင်မှထားပြီးရှင့်ကိုစောင့်နေပါမယ်။ဤသို့ပြောပြီးနောက်သူမဖုံးချသွားခဲ့သည် လူကတ်စ်တယောက်ရဲရမလို့မိုးရမလို့ဖြစ်သွားသည်။သူမကငါ့ကိုထမင်းတနက်ကျွေးခွင့်ပေးဖို့အတင်းကျပ်တောင်းဆိုနေတာလား။မိတို့ပင်ဖြစ်စေလူကတ်စ်နှင့်လေခင်းတွင်လမ်းယုံစားတောက်ဆိုင်သို့ရောက်ရှိလာခဲ့သည်။သူနှင့်ချေယုံတို့၏ဆက်ဆံရေးမှာနောက်ဆုံးတွင်တင်းမာမှုရောကြလာခဲ့ပြီးရှားလော့မှာချေယုံအတွက်အရေးပါသူတဦးဖြစ်သည်။ထို့ကြောင့်မိတို့ပင်ဖြစ်စေလူကတ်စ်မှာရှားလော့အားအလျှော့ပေးရမည်ဖြစ်သည်။လိုင်ယွန်စားတောက်ဆိုင်မှာ Orange County တွင်တက်တန်းကြမြင့်ပြီဖြစ်သောစားတောက်ဆိုင်ဒီဇိုင်းဖြစ်ပြီးစီးပွားရေးလုပ်ငန်းရှင်များနှင့်တာမန်စားသုံးသူများအတွက်မျက်စာစားပွဲများကျင်းပရာတွင်နာမည်ကြီးနေရာတစ်ခုဖြစ်သည် လူကတ်ကားပေါ်မှာဆင်းလိုက်သည်နှင့်မလက်မကန်းတွင်သူ့အားဆောင်ဆိုင်နေသောရှားအောင်အားတွေ့လိုက်ရသည်။သူမှသူ့အားမြင်လိုက်ရသည့်အခါတွင်တော့သူရောက်မလာမီကိုစိုးရိမ်နေခဲ့သည့်အလားနောက်ဆုံးတွင်တပြင်းချနိုင်ခဲ့သည်။လူကတ်လျှောက်သွားလိုက်ပြီးသူ၏နှာခေါင်းအားပုတ်တက်ကာပြောလိုက်သည်။တကယ်တော့ဒီလိုလုပ်เสียရမလိုပါဘူး။ရှားအောင်ကသူ့အားဆက်ကြည့်လိုက်သည်။ကျမကရှင့်ကိုထမင်းတစ်နက်ဝယ်ကျွေးမယ်လို့ပြောပြီးမှတော့ကျမကတိတည်ရမယ်လေ။ရှင့်ကိုထမင်းတစ်နက်လောက်တော့ဝယ်ကျွေးနိုင်ပါသေးတယ်။လူကတ်ချက်ချင်းပင်ကြောင်အန်းဖြစ်ကစကားမဲ့သွားသည်။ထားပါတော့လေ။ ရှာကတကယ်တော့စိတ်နှောက်ရှက်ဖြစ်เสียမင်းကလေးတယောက်မဟုတ်တော့လေ။သူမကကလေးဆန်ပြီးမာနာကြီးသူတူဖြစ်သည်။လူကတ်စ်ကသူမအားထိုးအတွက်အပြစ်မတင်ခဲ့ရေ။သူတို့စားတောက်ဆိုင်ထဲသို့ဝင်ရန်ပြင်းနေစဉ်တွင်ဘေးမှအတန်တခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ဟင်ရှာလော့တကယ်ပဲနင်ကိုလူငယ်တယောက်ကရှာတော့အားစိုက်ကြည့်ရင်ပျော်ရွှင်သောမျက်နှာမူအရာဖြင့်ရှောက်လန်းလာခဲ့သည်။သူ၏ဘေးတွင်လှိုင်းတွန်စပင်ပုံစံနှင့်အမျိုးသမီးတို့ဦးရက်နေခဲ့ပြီးသူတို့မှအလွန်နီးစပ်နေုံပေါက်နေခဲ့သည်။ရှာလော့၏မျက်နှာမူအရာမှာထိုမျိုးသားအားမြင်လိုက်ရသည်နှင့်ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင်သူမကလူကတ်စ်၏လက်မောင်းအားအနှဲငယ်စိတ်မလုံးမချုံဖြင့်ဆွဲကင်လိုက်ပြီးသူမရှေ့မှဆုံတွဲအားတောက်ပစွာပြုံးပြလိုက်သည်။အာနင်ကိုတက်ကလန်နင့်ကိုဒီမှာပြန်တွေ့ရလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး။ရှာလော့ကသူ၏လက်မောင်းအားရုတ်တရက်ဆွဲကင်လိုက်သဖြင့်လူကတ်စ်အန်အားတင်သွားသည်။သို့တော့ထို့နောက်တွင်လူကတ်စ်ကရှာလော့တယောက်တောင်းတင်းသွားသည်ကိုခံစားလိုက်ရသည်။သူမနှင့်ဤမျိုးသားကြားတွင်တဆုံတရာသောနောက်ကျောင်းရာဇဝင်ရှိခဲ့ပုံရပေသည်။တက်ကလန်အထံဆိုသူမအရက်ရှိရှိနှင့်အသက်25ပတ်ဝန်းကျင်ခန့်ရှိပုံရသည်။သူဤရုပ်ရည်မှာချောမောပြေပြစ်ပြီးခစ်ဆန်ဆန်ဝတ်စားစင်ရင်ထားသည်။ ။ယောက်ျားလေးတဦးဖြစ်တော်လဲအသားရည်ထိမ့်သိမ့်မှုကိုအထူးပြုစိုက်ပုံရကကြိလိုက်သည်နှင့်ချမ်းသာကြွယ်ဝသောမိသားစုမှတခင်လေးတပါးဟုထင်မှတ်ရပေသည်။သူ့ဘေးမှသပင်ရှိနှင့်အမျိုးသမီးမှလည်းသူနှင့်ရွယ်တူခန့်ပင်ဖြစ်သည်။သူမ၏မျက်နှာပေါ်တွင်တေးတက်လာပါသောမိကပ်များပြင်ဆင်ထားပြီးကူစီချဲနှင့်ဟာမီအဆက်ရှိသည့်ဇိန်ခံဒီဇိုင်နာတစ်စိတ်များဖြင့်တန်းစာဆင်ထားသည်။တစ်ချက်ကြည့်လိုက်လျင်လက်ပတ်တီဟုဆိုနိုင်တော်လဲကံမကောင်းစွာပင်သူမမျက်နှာမှာပလတ်စတစ်ဆန်လုံးနေခဲ့သည်။မျက်ခုံနှင့်မေယိုများအားခွဲစိတ်ပြုပြင်ထားမှန်းသိတာလာပေသည်။တက်ကလန်၏အကြည့်မှာရှာလော့၏လက်မောင်းပေါ်တွင်တစ်စက္ကန့်မျှရပ်တန့်သွားပြီးနောက်မှပြုံးလိုက်ပြီးသူ့ဘေးမှအမျိုးသမီး၏ပခုံးအားဆွဲဖက်လိုက်သည်။ သူကမိတ်ဆက်ပေးလိုက်သည်ဒါကကိုဇနီးအက်စတယ်ဘီယုတ်ခရယ်အက်စတယ်ကတက်ကလန်အားပုကက်တွေဖက်လိုက်ပြီးရှာလော့ကိုအကဲခတ်ကြည့်လိုက်သည်ရှာလော့အကြောင်းလဲမိတ်ဆက်ပေးအောင်လေအက်စတယ်ဤမရှင်းမလင်းမနာလိုဖြစ်နေသောအရေးအယံကိုခန်းစားမိလိုက်သည်နှင့်တက်ကလန်ကသူမခါအားအလျင်မြန်ဖက်ထားလိုက်ကနှစ်သိမ့်လိုက်သည်သူကရှာလော့ကာတာလေကောလိတ်တုံးကကိုเจ้าနေဖက်ပဲတက်ကလန်ကသူမအားဤသို့သောပုံစံဖြင့်မိတ်ဆက်ပေးသည်ကိုကြားလိုက်ရသောရှာလော့တယောက်သူမဤအောက်နှက်ခန်းအားတင်းတင်းကြပ်ကြပ်ကိုက်လိုက်မိလေသည်အော်ဒါရှာလော့ကာတာကိုတက်ကလန်ပြောဘူးကတော့ကြားသား ကောလိတ်တုံးကသူ့ကိုနှစ်ပေါင်းများစွာလိုက်ခဲ့တဲ့ចောင်းနေဖက်တယောက်ရှိတယ်။သူကတော့ဘယ်တော့မှသဘောမတူခဲ့ဘူးတဲ့။အဲ့ဒါနင်းဖြစ်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး။အက်စတယ်ကဤစကားများအားပြုံးပြုံးလေးပြောလိုက်ရင်သူမဤလက်တကြွယ်မှကြီးမားသောစိတ်လက်စွပ်ကြီးကိုမတော်တဆဟန်ဖြင့်ထုတ်ဖော်ပြသလိုက်သည်။ရှာလော့ဤအပြုံးမှာတောင့်တင်းသွားခဲ့သည်။သူမကောလိတ်တုံးကတက်ကလန်အထံအားတကယ်တမ်းသဘောကျခဲ့မိသည်မှာမှန်ပေသည်။သို့တော့ယခုသူ့မိမကဤတို့ခနဲ့တဲ့လေတံဖြင့်မျက်နှာချင်းဆိုင်ပြောလိုက်တော့ခါလောင်ပြောင်ခံလိုက်ရတယ်လို့ခံစားလိုက်ရသည်။ပိုဆိုးဒီမှာတက်ကလန်ကိုယ်တိုင်ကပင်မန်တက်နေသည့်ပုံစံပေါက်နေခြင်းပင်ဖြစ်သည်။ ရှားတော့နှုတ်ဆက်ရန်ပြင်လိုက်စင်မှာပင်တက်ကလန်ဤစကားတန်ကိုကြားလိုက်ရသည်ဒီနေ့ကတိုက်ဆိုင်သွားတာပဲအက်စတယ်နဲ့ငါလဲဒီမှာထမင်းစားဖို့တီးတန့်ခန်းတခန်းကြုံမှာထားတာမင်းတို့နှစ်ယောက်လည်းအတူတူလိုက်ခဲလိုက်လေဘာပဲဖြစ်ဖြစ်ငါတို့မတွေ့ရတာကြာနေပြီပဲတက်ကလန်အားတစ်ချက်ကြည့်လိုက်ပြီးနောက်အက်စတယ်ကပြောလိုက်သည်ဟုတ်သားပဲလိုင်ယွန်ကဒီမြို့မှာအကျော်ကြားဆုံးနဲ့တက်တန်းရင်ဆုံးစားတောက်ဆိုင်ပဲအခုကနေ့လေခင်းဆိုတော့တီးတန့်ခန်းရဖို့ခက်လိမ့်မယ်အတူတူစားကြတာပေါ့တက်ကလန်နဲ့ကျမနှစ်ယောက်တည်းဆိုပြင်းစရာကြီးရှားဟောကသူမအနေဖြင့်တီးတန့်ခန်းကြိုတင်မှယူထားပြီးဖြစ်၍ ညဉ့်ရံပြင်လိုက်တော့လေလူကတ်စ်ကရုတ်တရက်ခေါင်းငိတ်လိုက်သည်ကောင်းပြီလေရှာလော့ချက်ချင်းပင်ဆိတ်ရှုပ်သွားသည်သို့တော်လေလူကတ်စ်ကပြောဆိုသဘောတူလိုက်ပြီးမှတော့သူတို့၏ရှေ့တွင်သူ့အားပြန်လည်ညှဉ်းဆန်ရင်းမဖြစ်တော့ပေထို့ကြောင့်သူမအနေဖြင့်လူကတ်စ်၏လက်မောင်းအားတိတ်တဆိတ်ဆွဲလိမ်လိုက်ုံသာတက်နိုင်တော့ပေသည်သို့တော်လူကတ်စ်မှာမျက်နှာထားရည်တီဖြင့်လုံးဝအရေးလုံးသည့်ပုံမပြခဲ့ပေမကြာမီပင်စပွဲထိုးတဦးကသူတို့အားဒုတိယထက်ရှိအခန့်တခန့်စီသို့လမ်းညွန်ခေါ်ဆောင်သွားခဲ့သည်သူတို့နေရာယူထိုင်လိုက်ကြပြီးနောက်တက်ကလန်ကမီနူကိုဆွဲယူကာအက်စတယ်ထန်တို့ကမ်းပေးလိုက်သည်အက်စတယ်မင်းကြိုက်တာလေးတွေရှိမလားကြည့်အောင်မင်းအရင်မှလိုက် အက်စတဲကမီနူကိုပြုံးပြုံးလေးဆွဲယူလိုက်တော့လဲတက်ကလန်အားမျက်စောင်းထိုးလိုက်သည်ငါတို့ဧည့်သည်တွေရှိနေတာလေငါကဘလို့လို့အရင်မှလို့ဖြစ်မှာလဲသူမကရှာအောင်နဲ့လူကတ်စ်တို့အားတစ်ချက်လန်းကြည့်လိုက်တော့လဲမီနူကိုသူတို့ထံလွှဲပြောင်းပေးမိပုံမပေါ်ပဲငြိမ်နေခဲ့သည်ငါတို့ကကြောင်းနေဖတ်ဟောင်းတွေပဲဟာအချင်းချင်းဒီလိုပုံစံတွေလုပ်နေစရာလိုလို့လားသူတို့နားလည်ပေးမှာပါဟုတ်တယ်မလားတက်ကလန်ကအက်စတဲဤခါအားဖတ်ထားရင်သူမနဖူးလေးအားချစ်ခင်စွာနမ်းလိုက်သည်သူကနောက်ဆုံးမိကုန်းကိုရှာအောင်နဲ့လူကတ်စ်တို့ဘက်သို့ရည်ရွယ်မေးလိုက်ခြင်းဖြစ်သည် အရင်တုန်းကရှာလော့ငါ့ကိုလိုက်နေရုံကဆိုရင်ငါ့အတွက်လက်ပေါင်းများစွာထမင်းချိုင်လာဖို့ပေးခဲ့တာမနေ့စာရောနေ့လယ်စာရောတခါမှမလုပ်ဘူးကံမကောင်းတာကငါကမင်းရဲ့ခန်းစားချက်တွေကိုတုတ်ပြန်မှုမရှိရဲအဲ့ဒီစားစာတွေကိုငါတန်းဖော်တွေနဲ့ဝေစားလိုက်တာပဲရှာလော့နေငါ့ကိုအဲ့ဒီအတွက်အညိုမထားဘူးမလားဒက်ကလန်ကရဲကျဲကျဲဖြင့်ပြောလိုက်သည်ရှာရော့ကစပွဲအောက်တွင်သူမဤလက်ချောင်းများအားအသားထဲသို့စိုက်ဝင်သွားမတက်တင်းတင်းကျပ်ကျပ်ဆုံညစ်ထားမိလိုက်သည်တစ်ချိန်လုံးကသူမသည်ထိုစားစာများအတွက်အချိန်များအထောက်မှုများစွာမြုပ်နှံကစေတနာပြည့်ဖြင့်ယူဆောင်ပေးခဲ့ဘူးသည် နေ့စဉ်နေ့တိုင်းမိုးရွာသည်ဖြစ်စေနေပူသည်ဖြစ်စေသူ့အတွက်ချက်ပြုတ်ပေးရန်အစောကြီးထားခဲ့ရသည်သို့တော်အဆုံးတွင်တော့သူမသည်ဟားတိုက်စရာတစ်ခုဖြစ်သွားခဲ့ရသည်ရှာလော့တိတ်ဆိတ်နေခဲ့သည်သူမ၏စိတ်ခံစားချက်များအားထိန်းချုပ်ထားနိုင်ရန်မှာတကယ်တမ်းတွင်အလွန်ခက်ခဲလုံးနေချေပြီဖြစ်သည်ရှာလော့၏ညှို့ငယ်သွားသောမျက်နှာမူအရာအားမြင်လိုက်ရတော့အက်စတဲကတမင်တက်တက်စိတ်တူစေရန်ချွဲနှွဲစွာရင်မောလိုက်သည်ဒါပေမဲ့ကျမကတော့မစ္စကာတာကိုကျမယောက်ျားပေါ်ဒီလောက်ကောင်းခဲ့တဲ့အတွက်တကယ်ပဲကျေးဇူးတင်ရမှာပြီးတော့တက်ကလန်ကရှင့်ကိုလက်မခံခဲ့တဲ့အတွက်လည်းကျေးဇူးတင်ရမယ် မဟုတ်ရင်ကျမတို့နှစ်ယောက်ဒီလိုပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ပြီးအတူတူရှိနေချင်ကြမှာမဟုတ်ဘူး။ဒက်ကလန်ကအက်စတာညင်သာစွာပွေဖက်ထားလိုက်သည်။မင်းကိုလက်ထပ်ခွင့်ရတာကို့အတွက်ဂုဏ်ယူစရာတစ်ခုပါပဲ။သူတို့နှစ်ယောက်မှာဘေးတွင်မိသူများမရှိတဲ့ကဲ့သို့သူတို့၏အချစ်များအားထုတ်ဖော်ပြသနေကြစဉ်ရှားအောင်မှာတော့မေဂျော်တင်အောင်ကိုက်လိုက်ပြီးပြောလိုက်သည်။နင်းတို့နှစ်ယောက်တာယာပျော်ရွှင်ပါစေလို့ငါဆုတောင်းပေးပါရစေ။အက်စတာကရုတ်တရက်ဘေးတွင်တခြားသူများရှိနေသေးသည်ကိုတတိယသွားသလိုမျိုးရှက်သွေးဖြာစွာဖြင့်ပြန်ထိုင်လိုက်သည်။ကန်ကောင်းစွာနဲ့မစ္စကာတာလည်းကို့ရဲ့လက်တွဲဖော်ကိုရှာတွေ့သွားပြီပဲ။ရှင်တို့လက်ထပ်ပြီးကြပြီလား။ ရှင်ဘေးကဒီမျိုးသားကိုကျမဘယ်လိုခေါ်ရမလဲရှားရောကသူမကိုသူမစိတ်ငြိမ်အောင်စူးစမ်းလိုက်ပြီးမှတည်ငြိမ်စွာပြောလိုက်သည်မပြီးသေးပါဘူးသူ့နာမည်ကလူကတ်စ်ကလေးပါအော်မင်္ဂလာပါမစ္စတာကလေးကျုပ်တို့ကရွယ်တူလောက်တွေပဲဆိုတော့ခင်ဗျားကိုလူကတ်စ်လို့ခေါ်တာကိုစိတ်မဆိုးဘူးမလားဒက်ကလန်ကရဲကျဲကျဲဖြင့်ပြောလိုက်သည်လူကတ်စ်ကဒက်ကလန်အားမပြုံးပဲပြုံးနေတယ်လို့မျိုးစိုက်ကြည့်လိုက်သည်တစုံတစ်ယောက်ကသူ့အားဤသို့အထင်သေးသောလေတံဖြင့်စကားပြောဆိုခြင်းမျိုးမကြုံရသည်မှာကြာပြီဖြစ်သည်ထို့ပြင်သူကတက်ကလန်ထက်အသက်နည်းငယ်ပိုကြီးတော်လဲတက်ကလန်ကသူ့အားအီးမြမောက်မှာစွာဖြင့်အပေါ်စီးမှစကားပြောနေခဲ့သည် လူကတ်စ်ကစိတ်ဆိုးခြင်းရှိမရှိကိုလုံးဝဂရုမစိုက်ပဲဒက်ကလန်ကမောက်မာသောလေတံဖြင့်ဆက်လက်မင်းမြန်လိုက်သည်လူကတ်စ်မင်းအခုဘမအလုပ်လုပ်နေလဲလူကတ်စ်ပြောလိုက်သည်ကျွန်တော်စစ်သားတယောက်အနေနဲ့နှစ်နှဲငယ်လောက်တာဝန်ထမ်းဆောင်ခဲ့တယ်အခုတော့အလွတ်တန်းသမားတယောက်ပါပဲဤစကားကိုကြားလိုက်ရသောအခါဒက်ကလန်နှင့်အက်စတေရိုဤမျက်လုံးများထဲတွင်မထီမဲ့မြင်ကြည့်များဖြင့်ပြည့်နှက်သွားကြသည်တစ်ဖက်တွင်တော့ရှာလော့ကလူကတ်စ်အားစိုက်ကြည့်လိုက်သည်ရှင်ကဘာဖြစ်လို့ဒီလောက်တောင်ရိုးသားနေရတာလဲအလွတ်တန်းသမားဟုတ်လားဆိုလိုတာကအလုပ်လက်မဲ့ပေါ့အက်စတေကခနဲ့တဲ့တဲ့ပြောလိုက်ပြီး ူမဤပစက်အားအုပ်ကခက်ခနဲ့ရေလိုက်သည်လူကက်စ်အဲ့ဒါတော့မဟုတ်သေးဘူးလေယောက်ျားတယောက်နေနဲ့မင်းကဘလို့လုပ်ပြီးပေါပေါဆဆနေလို့ရမှာလဲမင်းကမိမိမစီကနေကက်စားနေချင်တာတော့မဟုတ်ဘူးမလားအာကျွန်တော်တကယ်ပဲအဲ့ဒီလိုလုပ်ချင်နေတာလူကက်စ်ကအမှန်တကယ်ကောင်းမွန်တော့အကြံဉာဏ်တစ်ခုကိုတွေ့ရှိသွားတဲ့ကဲ့သို့အတီးပေါက်ခေါင်းငိတ်လိုက်သည်တက်ကလန်ချက်ချင်းပင်ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်သူကလူကတ်အားအစာပိုင်းတွင်ကြည်ကောင်းပြီးခင်မိသည်ဟုထင်ခဲ့တော်လဲသူကအင်းမြလောက်အရေးချင်းမရှိတော့အတုံးမကြသည့်ကောင်တကောင်ဖြစ်လိမ့်မည်ဟုမထင်ထားခဲ့ပေ ရှာလော့တယောက်ငါးနှလုံးသားကိုမရခဲ့တဲ့အတွက်ငါ့လိုမျိုးကြည့်ကောင်းပြီးအရေးချင်းရှိတဲ့ယောက်ျားတယောက်နဲ့လက်မထက်ခဲ့ရတဲ့အတွက်နောင်တရနေမှာတေးကြတယ်။ဂျက်ကလန်ကဤအကြောင်းအားတွင်သူ့ကိုယ်သူတာလွန်သည်ဆိုသည့်ခန်းစားချက်ကြီးတစ်ခုကိုအပြင်းထန်ခန်းစားနေမိတော့သည်။အခန်း60ကိုမှ60နှစ်အထိပြီးပါပြီ